င်္ဂလာပါခੁနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆ iam မကတော့ဆောလန်တွင်နေဖြစ်ပါတယ်ဆ iam မအနေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလအတွဲတောက်ကြသားသမီးတွေရဲ့ထီကန်စာတာနဲ့ lucky အဆောင်ရေတရာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်တော့ဒီလအတွင်းမှာဆိုရင်တောက်ကြသားသမီးတွေရဲ့ထီကန်စာတာကောင်းမကောင်းထီထိုးရမယ့်နေ့အကျိုးပေးကနေအကျိုးပေးအခရာထီထိုးရမယ့်အချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ့်ရေတရာလေးတွေရဲ့ဒီတလာလုံးမှာနော်တောက်ကြသားသမီးလောက်ကန်ကိစ္စတွေစီးပွားရေးငွေကြေးကျန်းမာရေးအခြေအနေ ညာရအစပေါ့နော်အစအစရအစဉ်ပြေးစေဖို့ဒုကံကောင်းသိမယ် lucky အစရတရားနော်နောက်ပြီး lucky color လေးတွေတို့ကုချင်းပြပြပေးသွားမှာပါအရင်ဆုံးထီကံလေးကိုပြပြပေးသွားပါမယ်ဒီလတွင်မှာတောက်ကြသားသမီးတွေထီကံကိုကြည့်လိုက်တဲ့အခါမှာထီကံကောင်းတဲ့လားလေးတလားပဲဖြစ်ပါတယ်ဒီလမှာလည်းထီထူးတဲ့လားလေးပါပဲနော် တော့ဒီလအတွင်းမှာထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာဗုဒ္ဓဦးနေပါတောက်ကြအသားသမီးတိုင်းကဗုဒ္ဓဦးနေလေးမှာရွေးပြီးထီထိုးပေးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒီဒလာလုံးအကျိုးပေးလက်ကီကနန်းလေးရတော့၄ကနန်း၆ကနန်း၄ကနန်း၄၆နှစ်အကျိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အကျိုးပေးအခရာလေးတွေရတော့ဆဆဆဆညာအခရာတော့အကျိုးပေးအခရာလေးတွေဖြစ်ပါတယ် တော့မိမိတို့အနေနဲ့ဒါဗိုလ်ထုနေ့တနေ့တာအတွင်းမှာထီထိုးတော့မယ်ဆိုထိုးနေ့အတွက်အကောင်းဆုံးချိန်လေးတွေပါရှိရပေါ့နော်အဲ့တော့အချိုးပေးခဏလေးတွေနဲ့အခရာလေးတွေထီထိုးတော့မယ်ဆိုထိုးနေ့အတွက်အကောင်းဆုံးချိန်ဆိုတာရှိရအဲ့ဒီချိန်မှာရွေးပြီးထီထိုးပါကံကောင်းခြင်းတွေရရှိလာမယ်ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ် အဲ့တော့ဗောဒုနဲ့တနစ်တာတွင်မှာအချိန်ကအကောင်းဆုံးအချိန်နှစ်ချိန်ရှိပါတယ်နံပါတ်၁ကမုံဆိုးနော်ရွှေရာခိုင်အချိန်နံပါတ်၂ကပုံနာနဲ့တမီရာခိုင်အချိန်ရှိပါတယ်ဒီအချိန်မှာရွေးပြီးထီထိုးပါအဲ့တော့ဒီအချိန်မှာရွေးပြီးတော့ထီထိုးတာပဲဖြစ်ဖြစ်ရေကြီးတော့ကိစ္စတွေစတင်ပြီးလှုပ်ဆောင်မယ်ရေကြီးတော့ခီးစဉ်တွေစထွက်တော့မယ်ရေကြီးတော့အကြောင်းအရာတွေမှာတော့ပြုလုပ်ပြောဆိုမယ်ဆိုဒီအချိန်မှာရွေးပြီးပြုလုပ်ပြောဆိုခြင်းဖြင့်အောင်မြင်မှုရရှိမယ်အချိန်လေးပါနော်အဲ့ဒီအချိန်လေးကနော်ဒါနံပါတ်၁ မောက်ဆိုးရှိုးရာခိုင်ချိန်လေးကတော့မနေ့6နာရီပေါ့နော်6နာရီ10ဆက်နဲ့8နာရီ24မှာတစ်ချိန်ရှိပါတယ်အဲ့တော့နေ့လည်း10နာရီ73ကနေ3နာရီ36နော်အဲ့ဒီအချိန်လေးမှာရွေးပြီးတော့ဖြီထိုးပေးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှဖြစ်ပါတယ်နော်အရက်ဒေတာကတော့တောင်အရက်ပါနော်တောင်ရက်ကတော့အကျိုးပေးအရက်ဖြစ်ပါတယ်။အော်မိမိတို့အနေနဲ့ပေါ့နော်ဒါဒီတောင်ရက်နော်ဒါမရွေးဟိုကအရက်ဒေတာကိုမရွေးချင်ဘူးဆိုရင်လည်းဒီတိုင်းပဲထီထိုးပေးလို့ရတယ်။တခြားတိုင်းမြေတွေမှာနေတဲ့သူတွေကနိုင်ငံခြားမှာနေတဲ့သူတွေကပေါ့နော် အကျိုးမေ့နေ့ရက်ခဏရက်အချိန်ရက်ဒီသုံးမျိုးပဲရွေးပြီးတော့ထိထိုးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့မိမိတို့အနေနဲ့ဒါအရက်ဒေတာလေးကိုတိတိကျကျထိထိုးပြီးသွားပြီဘောနော်အချိန်နိုင်လေးတွေပေါ့နော်အကျိုးမေ့အချိန်လေးတွေမှာခဏလေးနေတိတိကျကျထိထိုးပြီးသွားပြီဆိုရင်တော့ထိကန်ကောင်းမှုတွေပြုလုပ်ရမယ်ရေတရားလေးရှိပါတယ်ဒါထိထိုးပြီးသူတိုင်းမဖြစ်မနေပြုလုပ်တဲ့ရေတရားလေးပါနော်မိမိအိမ်ဖျားမှာကယိုလေးနှမျိုးရွေးချမ်းလေးအမြဲတမ်းကပ်လူပေးပါငှက်ကလေးတွေလွတ်ပါငှက်စာလေးတွေကျွေးပြီးလိုရာဆူတောင်းခြင်းမြေကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ထိစွီးပေါ့ဖို့ဆူတောင်းပေးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါတော့ထိကန်လေးပေါ့နော် ်နောက်ထပ်လုပ်ငန်းကိစ္စစီးပွားရေးငွေကြေးကျန်းမာရေးပေါ့နော်အခြေပညာရေးအစားဆဆရာအဆင်ပြေစုဖို့အထူးကံကောင်းစေမယ့်လက်ကီးအစားနော်အထူးကံကောင်းစေမဲ့လက်ကီးအဆောင်လေးကဆန်ရှိစိတ်ဆောင်ထားပြရမှာဖြစ်ပါတယ်နော်လက်ကီးရေတရားလေးကတော့ဒီကံကောင်းမှုဒီတရားလုံးကံကောင်းမှုအောင်နော်ရင်းနှွေးချမ်းတဲ့ယိုလေးနှမျိုးငှက်ကလေးတွေလွတ်ပါငှက်စာလေးတွေကျွေးပြီးလိုရာဆူတောင်းပြရမှာပါနော်အဲ့တော့မိမိတို့အနေနဲ့နော်ဒါ ဒီဆန်ရှစ်စိလေးရပါတော့เนาะဒါဆန်လေးတွေကိုရှစ်စိလေးဟိုအိတ်အကြီးအောင်အိတ်လေးနဲ့ပေါ့เนาะထည့်ပြီးတော့ဆောင်းထားလို့ရတယ်เนาะမိမိတို့အနေနဲ့အဲ့တော့ဒီအိတ်အကြီးအောင်လေးတွေမှာဆန်လေးရှစ်စိဆန်လေးတွေကကျိုးပဲ့နေတာမျိုးမဟုတ်ဘူးပေါ့เนาะဆန်အကောင်းလေးပေါ့เนาะဆန်အကောင်းရှစ်စိလေးဆောင်းတာတကယ်လို့ဆောင်းထားရင်လည်းကျိုးပဲ့နေတော့အစ်စ်လဲပေးပေါ့เนาะဒီလိုမျိုးတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါလက်ကြီးအဆောင်လေးပါဒီလားအတွက်เนาะအဲ့တော့ဒီတောက်ချတာသမီးတွေကကိုယ့်ရဲ့လုပ်ငန်းဘိုင်းတွေမှာအိမ်တွင်းရေးဘိုင်းတွေမှာအေးချမ်းခြင်းနဲ့အဆင်ပြေခြင်းနဲ့အေးအေးချမ်းချမ်းရှိခြင်းနဲ့အိမ်မှာစီပေါ်လက်လက်ပါတွေတိုးတက်ခြင်းနဲ့ဆိုဆန်ရှစ်စိလေးဆောင်းပြီးတော့မမီရော ဲ့အိမ်အဝင်ဝမှာချိတ်ဆွဲတာမျိုးအကန်လေးမှာဆန်လေးတွေတကယ်လို့ပေါ့နော်ဆန်လေးတွေကိုရှစ်စိတ်မထားချင်ဆိုမြင့်အကန်လေးမှာနော်ဒါပကန်လေးထဲမှာဆန်လေးတွေထည့်ပြီးတော့အမြင့်တနေရာလိုပေါ်လေးမှာတင်ထားပေးတာမျိုးနေရန်လေးမှာဆန်ရှစ်စိတ်အဲနော်ဒါထားထားပေးတာမျိုးခန္ဓာကိုယ်မှာစောင့်ထားမျိုးပြုလုပ်ခြင်းမြင့်အရရအစီမြင့်ပြည့်ပြီးတော့အိမ်တွင်းရေးအေးချမ်းတာယာမှုတွေရရှိမယ်ပေါ့နော်အဲ့တော့ရေတရာကတော့ဒါပုံမှန်လေးတွေနေ့စဉ်ပြုလုပ်လို့ရတယ်တပတ်ကိုတစ်ချိန်တစ်ချိန်ပြုလုပ်ပေးလို့တော့ရတယ်ပေါ့နော် နောက်ထပ်ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေခီးသွားလာနေတဲ့သူတွေကားဆွဲနေတဲ့သူတွေပို့ရုံပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေကိုယ်လုပ်ငန်းအောင်မြင်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်ခီးသွားလာတဲ့နေရာမှာဆန်လေးရှင်းစစ်ဆောင်ပြီးခီးထွက်ပါ။နောက်နောက်ပြီးတော့ရောင်းဝယ်စကားပြောရတဲ့နေရာမှာဆန်လေးရှင်းစစ်ဆောင်ပြီးတော့ရောင်းဝယ်စကားတွေပြောပြီးကိုပြောတဲ့စကားအောင်မြင်လိမ့်မယ်နော်။နောက်ထပ်ဒီပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေကိုယ်လုပ်ငန်းအဆင်ပြေခြင်းနဲ့ဆန်လေးရှင်းစစ်ဆောင်ပြီးတော့ရောင်းဝယ်စကားတွေပြောပြောဆိုလို့ပါအောင်မြင်မှုတွေရရှိမယ်။နောက်ထပ်ကားဆွဲနေတဲ့သူတွေကားလုပ်ငန်းလုပ်နေတဲ့သူတွေဆန်လေးရှင်းစစ်ကိုမိမိရဲ့ကားခေါင်မိုးကားခေါင်ထဲမှာထပ်ထားပြီးတော့နော်ဒါကားမောင်းတာမျိုးခန္ဓာကို မှာကိုယ့်အိတ်ကက်လေးတွေမှာထည့်ပြီးတော့ကားဆက်ကားမောင်းတာမျိုးပြုလုပ်ခြင်းမျိုးအေးရအဆင်ပြေမယ်လက်လာဘာတွေဝေးမယ်လုပ်ငန်းတွေကောင်းမယ်ကားလုပ်ငန်းအဆင်ပြေလိမ့်မယ်နောက်ထပ်ဆိုင်ကန်းဈေးကန်းနော်စတိုးဆိုင်စားတော့ဆိုင်ကုံစုံကုံကြောက်ကုံစိမ့်ပါဆိုင်မဲရောင်ရောင်ကိုယ်ဆိုင်မှာဈေးရောင်ကောင်းမှုလူဝင်တစ်ထက်များကျင်တယ်ရောင်ကတက်ချင်တယ်ဆိုဆိုင်ရဲ့အဝင်ဝမှာဆန်လေးတွေဆန်ရှိစိတ် ထပ်ထားပေးနော်ဆိုင်ရဲကောင်းတော်မှာဆန်လေးတွေတင်ထားပေးဆန်ပကံလေးတွေမှာဆန်လေးထည့်ပြီးအမြင့်တနေရာပေါ်မှာတင်ထားပေးရောင်းချင်းတဲ့ပစ္စည်းတွေကြားထဲမှာဆန်လေးထည့်ပြီးတော့ဗနော်ပကံလုံးလေးတွေမှာဆန်လေးထည့်ပြီးအမြင့်တနေရာပေါ်တင်ထားပေးတာမျိုးခန္ဓာကိုယ်မှာဆန်လေးရှိစေဆောင်လို့အယောင်းဝယ်စကားတွေပြောပေးခေါင်းကတက်မယ်ခိုင်းနဲ့အဆင်ပြေမယ်ခိုင်းနဲ့ဝင်ဝင်တို့မယ်အယောင်းဝယ်ကောင်းလာလိမ့်မယ်နော်နောက်ထပ်ငွေဝင်ခြင်းနဲ့ငွေမြင့်ခြင်းနဲ့လက်ရှင်ခြင်းနဲ့ငွေကြေးကံကောင်းမှုတွေဆန်ရှိစေပတ်စံအိလေးတွေမှာထည့် နော်ဆန်ရှိစိစပဆိုင်လေးမှာထည့်ပြီးတော့ပဆိုင်လေးပုတ်ပြီးလိုက်ငွေငွေစင်ငွေမြန်းစင်လက်ရွှေမှာသိဆိုပြီးပုတ်ပြီးလိုက်နော်ငွေရေးချင်းအကန်ကောက်လိုက်မယ်အကူကြီးတွားတောင်းချင်တယ်ဆိုတော့ဆန်လေးရှိစိဆောင်ပြီးအကူကြီးတွားတောင်းလိုက်အဆင်ပြေလိမ့်မယ်နောက်ထပ်ကျဲမကြီးညံ့နေတဲ့သူတွေစိတို့စိတ်တလုံးနေတဲ့သူတွေစိတ်ကန်းပြတ်နေတဲ့သူတွေချီချီမမယောဂါဆိုအညံ့နေမကြိုက်အောင်မမီရဲ့ခေါင်းကြီးမှာဆန်လေးရှိစိထားထားပေးလိုက်နော်အဲ့တော့ရဲတရားအနေနဲ့ကတော့မမီတို့အနေနဲ့ပေါ့နော် ရှူလေးနှမျိုးရင်းနှွေးချမ်းလေးဖျားမှာကပ်ပါငှက်ကလေးတွေလွတ်ပေးပါငှက်စာလေးတွေကျွေးပြီးနော်ဆူတောင်းခြင်းဖြင့်ကြီးကြီးမားမားယောဂါဆိုညနေမကြရောက်နိုင်ပါဘူးနော်နောက်ထပ်မိမိတို့အနေနဲ့အိမ်တွေးအိမ်တော်ရေးကဏ္ဍလေးတွေအိမ်တွေးရေးအေဂျင့်ကျင်တဲ့အိမ်တော်ရေးကရကစားဖြစ်နေတာအဆင်ပြေကျင်တဲ့အေဂျင့်ကျင်တဲ့ဆိုရင်နော်ဆန်လေး၈၀ဆောင်ပြီးတော့ကိုပြောကျင်တဲ့ဇာတ်ကားတွေပြောပေးလင်မယန်းတယောက်က နော်ဒါအခန်းဘောမှာဆန်လေးရှစ်စိတ်ဆွဲထားပေးတာမျိုးလင်းမြတ်ကတပ်ပုံပေါ်မှာဆန်လေးတွေတင်ထားပေးတာမျိုးပြုလုပ်ချင်းမြင့်အဆင်ပြေလိမ့်မယ်အေးချမ်းလာလိမ့်မယ်အဆင်ပြေတဲ့အရာတွေပြန်ပြီးပြေလိမ့်မယ်နော်နောက်ထပ်ချစ်သူဆောင်တဲ့နေနဲ့လည်းထုံနီးတူပဲအခြေအဆင်ပြေဖို့အေးချမ်းဖို့ဆက်သွယ်ပြနေတာတွေပြန်ရချင်တဲ့ကရောက်ကစားလေးတွေအေးချမ်းချင်တဲ့ခြေရင်းဆန်းပွေးချင်တဲ့ဆန်လေးရှစ်စိတ်ဆောင်ထားလိုက်ဆန်လေးရှစ်စိတ်ဆောင်ပြီးကိုပြောချင်တဲ့စကားပြောပြီးအောင်မြင်လိမ့်မယ်အဲ့တော့အဆင်မပြေဖြစ်နေတဲ့ဆောင်တွဲတွေကတော့မိမိတို့ရဲ့နော်ချစ်သူနူးရဲ့ဓာတ်ပုံပေါ်မှာဆန်လေးတွေတင်ထားပေးတဲ့ပြဿနာကြီးကြီးမားမားမတက်နိုင်တော့ပြန်ပြီးအဆင်ပြေတာမျိုးတွေဖြစ်လိမ့်မယ်အလုပ်အင်တာဗျူးက ိစ္စတွေဆမိုဝဲကိစ္စတွေရှိတယ်ဆိုရင်လည်းဆန်ရှင်းစိတ်ဆောင်ပြီးအင်တာဗျူးဖြေအလုပ်ဖြေပါเนาะအင်တာဗျူးဖြေပါဆမိုဝဲဖြေပါအောင်မြင်မှုတွေရရှိပါလိမ့်မယ်เนาะဒါဒီဒလာတော့လက်ကီးအဆောင်လေးပါထီထီကန်ကောင်းဖို့ရရရအဆင်ပြေဖို့ပေါ့เนาะပြုလို့မယ့်ရေတရားလေးကယိုလေးနှစ်မျိုးဖះမှာကတ်ပါရင်းနှွေးချမ်းလေးနဲ့ကတ်လူပေးပါနောက်ပြီးတော့ငှက်ကလေးတွေလွတ်ပါငှက်စာလေးတွေကျွပြီးလိုရဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီဒလာတော့လက်ကီးကလာလေးတွေရပေါ့เนาะခဲရောင်လေးတွေနောက်ရွှေဝါပွင့်ရွှေဝါရောင်မိုးပြရောင်အပြာနူလေးတွေကတော့အချိုးပေးလက်ကီးကလာလေးတွေဖြစ်ပါတယ်เนาะအဲ့တော့ဒီရေးကြည့်တော့လုပ်ငန်းကိစ္စ ေအကြောင်းအရာတွေမှာဝိစင်သုံးပြုခြင်းဖြင့်ကန်ဆာတာပူလန်းစေပါလိမ့်မယ်။အဲ့တော့ဒါကတော့ဒီတလာလုံးအတွက်တောင်ကြတာသမီးတွေရဲ့ထီကန်ရဲ့လက်ကိအဆောင်ရဲ့တရားလေးတွေကိုပြပြပေးတော့တာပါဒီအဆောင်လေးတွေဒီရဲ့တရားလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါဒီနေ့မှစတောင်ကြတာသမီးတိုင်းထီဆူကြီးပေါက်ကြပါစေလုပ်ငန်းစီးပွားပိုင်းတွေအဆင်ပြေကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂပေးအန်ဒီပေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်